ကိုအောင်သည်အလောက်ကင်ကောင်းအိမ်ကောင်းရာမှုမိသားစုပျော်ရွှင်စွာနှင့်ချမ်းချမ်းသာသာနေထိုင်နေသူဖြစ်သည်သူတွင် ကားအစ်စ်လှပတဲ့အိမ်ကြီးနှင့် လူမှုရေးကုန်တင်လည်းရှိသည်သို့သောစည်းဝါးရေးအခက်ခဲရင်းနှီးမြှုပ်နှံမှုမှားယွင်းခြင်းကြောင့်ငွေကြေးဆုံးရှုံးမိသားစုအတွင်စိတ်ဖိစီးမှုများမြင့်တက်အိမ်တော်ရေးပြုတ်ကွဲလူမှုရေးထိကျန်မှုယုံကြည်ချက်များပျက်စီးကိုအောင်သည် အိမ်ချမ်းမြေအားလုံးရောင်းချရပြီးဆင်းရဲသောရက်ွက်တစ်ခုတွင်ငားရဲနေထိုင်ရသည် သူ၏ကလေးများပင် သူ့ကိုရှောင်ဖယ်လာကြသည်သို့သောစိတ်တက်မကြပဲအလုတ်ကင်အစ်စ်ရှာဖွေမိသားစုနှင့်ပြန်လည်တင့်မြတ်ရန်ကြိုးစားအတိတ်မှများမှတင်ငန်းစာယူပြီး အနာဂတ်ကိုပြန်လည်တည်ဆောက်ကိုအောင်သည်အသက်မွေးဝမ်းကြောင်းအစ်ဖြစ်ဘဝကိုပြန်လည်ထူထောင်နိုင်ခဲ့သည်ဆင်းရဲခြင်းကသူ့ကိုနှိမ်ချစေတော်လဲလူသားဆန်မှု စိတ်တကြန့်ခိုင်မှုနဲ့အတွေ့အကြုံများကသူ့ဘဝကိုအတိတ်ပဲပြောဝစေခဲ့သည်။ကောင်းကင်ထက်ကနေမင်းရွှေပြည်ရှင်ဘဝကအိမ်မိုးမြင့်မြင့်ကာလင်းဝင်းနဲ့လူပြုံးတိုင်းလက်အုပ်ချီခဲ့။ဒါပေမဲ့မိုးချိုးပြစ်ချိန်ဗန်စီရင်များအနီးရောင်ဖြစ်အိမ်တကားမှာအလိုရှိသူဝယ်ယူပါမိုးတိတ်ထန်စွာငိုခြင်းတွေနဲ့ခြေပလာနဲ့လမ်းကွေတဲ့ပျောက်ကွယ်သွား။ဆယ်သိမ့်မိလက်ထမင်းဟင်းတနက်မိခလုတ်တစ်ခုအိယာကတစ်သားချောင်းတွေနာကျင်စီဒါပေမဲ့ မနက်ဖြန်အတွက်မျောလင်းချက်ကသူ့ရဲ့ချွေးဆက်တွေမှာအလင်းပါလာတယ်အတက်ကျတံပြိုင်လောကတန်ရဲ့လှည့်စည်းမှုကိုအောက်ကျခံပြီးပြန်ထခဲ့ရွှေလိုတောက်တဲ့အတိတ်ကမတန်းထက်တံမဏိ